ပါဗျကျွန်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီ video မှာကျွန်တော်မျက်စိနဲ့အရာဝတ္ထုတစ်ခုကိုမြင်တဲ့နေရာမှာဘလို့မြင်ညလဲမြင်နေတဲ့ခိုက်မှာစိတ်တွေဘလို့ဖြစ်နေရလဲဆိုတာနဲ့ပတ်သက်ပြီးရင်ဘောရဘီဒမာမှာလာတဲ့သဘောထားရဲ့ neuroscience ကနေပြောတဲ့သဘောထားရဲ့ပြီးရင်ဘောရဘီဒမာမှာလာတဲ့သဘောတရားတွေကချွင်ချက်တွေရှိလားဆိုတာနဲ့ပတ်သက်ပြီးရင်တတိယပိုင်းနေနေအာကျွန်တော်အမြင်ပြောသွားမှာပေါ့ကျွန်တော်တို့ဟာအရာဝတ္ထုတစ်ခုကိုမျက်စိကနေ မြင်ရပြီဆိုပါရောဟိုအရင်ဗီဒီယိုမှာပြောသူတို့မျိုးပဲပေါ့နော်အခြေခံနည်းနှစ်ယောက်ကစိတ်တရားအင်မတန်မြန်နဲ့ပြီးရင်တစ်ခုတစ်ခုဖြစ်တိုင်းမှာရုပ်သက်ကလည်းပါ18ချက်ရှိရေဆိုတာကိုအရင်ဗီဒီယိုတစ်ခုမှာပြောခဲ့ပြီပေါ့နော်အဲ့ဒါကိုတွားကြည့်လို့ရှိရင်လည်းစင်ပြပါရယ်ဗျဆိုတော့ရာဝတ္ထုတစ်ခုကိုမြင်ဖို့ဆိုရင်အကြောင်းတရား၄ခုပြည့်စုံရမယ်လို့ဆိုရယ်ပေါ့နော်အဲ့အကြောင်းတရား၄ခုကပါလဲဆိုရင်နံပါတ်၁ကစကုဝိညာဉ်စကုဝိညာဉ်ဆိုတာစိတ်ပေါ့နော်ပြီးရင်နံပါတ်၂က စကုပ္ပဒါရစကုပ္ပဒါရနဲ့ပတ်သက်ပြီးရင်စကုပ္ပဒါရဆိုတာပါလဲပေါ့နော်အဲ့မှာကျွန်တော်လိုက်ရှာနေရမှာမျက်စိအကြည်လွားလို့ခေါ်တယ်မျက်စိအကြည်လွားကျွန်တော်မျက်လုံးထဲမှာရှိတဲ့အမဲရောင်လေးကိုစကုပ္ပဒါရဆိုပြီးမှပြည့်မှာဆရာကြီးကပြောကြရပေါ့နော်ဒါလိုတယ်နံပါတ်3ကဒီမျက်စိနဲ့အရာဝတ္ထုတွေကိုကောင်းကောင်းမြင်နိုင်ဖို့အတွက်အာရောကဆိုတဲ့အလင်းရောင်လိုတယ်အလင်းရောင်မရှိဘဲနဲ့လည်းမြင်လို့မရဘူးဆိုပြီးမှဆိုတယ်ဒါဆိုရင်ဆရာကြီးကောင်းတဲ့အချက်ပေါ့နော်နံပါတ်4က ယောနိဒမနတိကာရယောနိဒမနတိကာရဆိုတာကျွန်တော်ကကောင်မလေးတယောက်ကိုမြင်လိုက်ပြီးဆိုတော့ဒါကောင်မလေးချစ်စရာလေးပဲဆိုမှအဲ့လိုနှလုံးသွင်းနိုင်မှုယောနိဒမနတိကာရဆိုတဲ့လိုအပ်တယ်ဒီလေးခုပြည့်စုံမှကျွန်တော်တို့ဟာအရာဝတ္ထုတစ်ခုကိုကောင်းအောင်မှမြင်နိုင်တယ်လို့ဒီထဲမှာပြောရပေါ့နော်တော့ဟုတ်ပါတယ်အော်စဉ်းစားကြည့်ရင်တော့လေဒါလက်ခံနိုင်တဲ့သဘောတရားလက်ခံရတဲ့သဘောတရားဖြစ်တယ်ပေါ့နော်အော်ဆိုပါစို့ကျွန်တော်တို့ညားတယ်မှာဆိုလို့ရှိရင်ကောင်းမမြင်နိုင်ဘူးလေအောင်နေတဲ့အချိန်ပြောပါတယ် ဆိုစင်တာအလင်းရောက်မှမရှိတဲ့အချိန်မှာကျွန်တော်တို့ရဲ့မျက်လုံးနေရအလုံးမလုံးနိုင်ဘူးအဲ့တွေမမြင်နိုင်ဘူးဒါအလင်းအောင်ရဲ့ဘလောက်အရေးကြီးလဲဆိုတာထင်ရှားတဲ့အချက်ပေါ့နော်နောက်တစ်ခုဒုတိယပိုင်းအနေနဲ့ဘောဒဘိဒမမပြောတဲ့အရာဝတ္ထုတစ်ခုခုကိုမြင်တဲ့အချိန်မှာကျွန်တော်စိတ်တရားဒါမျိုးတွေမြင်နေဆိုပြီးမှပြောတယ်ပေါ့နော်ဒီနေရာမှာလည်းကကြုံလာလို့ပြောအောင်ပေါ့နော်ဒီနေရာမှာဆက်ဆက်နေလို့စကုပ်ဝိညာဉ်စိတ်ကဗမာတီလဲဆိုပြီးမှဘယ်နှမှာရှိလဲပေါ့နော်ဆိုရှင်နာကဘောဒဘိဒမမတော့ကဒီအရာဝတ္ထုတွေ ပေါင်းသွားမှဖြစ်ပြီလားအကြောင်းတရားညီညွတ်မှပဲဒီစိတ်ခုဝิญဉ်ဆိုရင်ဉာဏ်သိစိတ်လေးကဖြစ်လာရပေါ့နော်ဘယ်နှမှရှိလဲဆိုတာကျွန်တော်ပြောလို့မရဘူးဒါပေမဲ့ဒီအရာဝတ္ထုတွေအလင်းရောင်နေအဲ့လိုမျိုးစုံလိုက်တဲ့အခိုက်မှာတော့ကစိတ်ခုဝิญဉ်စိတ်လေးကပေါ်လာတယ်လို့ပြောတယ်ငါကရှိနေရမှာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လာလို့ပေါ်လာတာဒါဘယ်ဘောရဘီနေမှာတော့ကား ကျောင်းနဲ့กินတဲ့အကျိုးတရားမရှိဘူးဆိုပြီးမှလည်းပေါ့ cautious ဆွဲလို့ရနိုင်ပါတယ်နောက်တစ်ခုချက်ပြီးပြောရမှာနည်းနည်းဓာတ်ထည့်အသေးစိတ်ကြရလေးကဘာလဲဆိုလို့ရှိရင်မျိုးလုံးနဲ့အရာဝတ္ထုတစ်ခုကိုမြင်နေအဲ့မှာစကုအငင်းစဖြစ်တဲ့အဲ့မြင်တဲ့အပြိုင်နှစ်ထဲမှာပဲမနောရွာတာလို့ခေါ်ဆိုရမယ်စာအနေနဲ့ကတော့မနောရွာပုံတော့အဲ့စိတ်မှလည်းပါတိုက်ရိုက်ဖြစ်တယ်လို့ဆိုရပုံတော့ဆိုချင်တာကစကုအငင်းဆိုတဲ့အမြင်သိစိတ်လေးဟာစကုအငင်းစဖြစ်တာနဲ့တပြိုင်နဲ့မနောရွာမှာဒါဘာလဲ ဒါဟာ main clay ပဲဒါဟာမုန်းစာကောင်းတာပဲဒါဟာကားပဲဒါဆိုင်ကယ်ပဲဆိုပြီးအသိစိတ်က မနောဒရာမှာကျွန်တော်တို့ရဲ့မနောဒရာကစိတ်ထဲမှာဓာတ်ရိုက်ဖြစ်တယ်ခနာချင်းဖြစ်တယ်လို့ဆိုရဲပေါ့နော်ဒါလည်းပါမှန်သားစရာကောင်းတယ်လို့တော်တော်လေးတော့လက်တွေ့ကြတယ်လို့ပြောလို့ရပါတယ်မြင်တာနဲ့တပြိုင်နက်စိတ်ဝိညာဉ်စလည်းဖြစ်တယ်မနောဒရာမှာအဲ့စိတ်ကလည်းပါတန်းသိတယ်ဆိုတဲ့စိတ်ကိုဆိုလိုချင်တာပေါ့နော် ဲ့ညမှာဒီညမှာဆရာကြီးပြောထားတော့ခါစကုအငင်စိတ်နဲ့မတော်တော်မှာဖြစ်တဲ့စိတ်ကတပြိုင်နက်တည်းမှာတော့ဖြစ်တယ်လို့ဆိုရဲပေါ့နော်အဲ့ဒါကိုဒီနေ့ခေတ် neuroscience မှာဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်နောက်ပိုင်းကြာရင်ပြန်ပြောပါဦးမယ်ဒီ neuroscience မှာတော့ကျွန်တော်တို့ရဲ့အုံနောက်တည်းရဲ့အလုံးလုံးပုံတွေပြောတဲ့နေရာမှာတစ်ခုမြင်ရပြီဆိုတော့ကျွန်တော်မျက်စိလိုမယ်အဲ့မျက်စိကအလင်းရောင်ကလည်းပါကျွန်တော်တို့ဒီ off type ဖြစ်တဲ့ ရာဝတ္ထုကနေလင်းပြတ်လာတယ်မနော် refresh ဖြစ်လာတဲ့ဟာကိုပဲကျွန်တော်မြင်နေရလို့ဆိုရပေါ့နော်ပြီးရင်အဲ့မြင်လွားနေအုံနောက်မှာရှိတဲ့ဆဲတွေကိုကူပြောင်းသွားတယ်ပေါ့နော်ဒီအုံနောက်မှာရှိတဲ့ဆဲတွေကိုကူပြောင်းတဲ့အချိန်မှာအယမ်းမြန်နေပေါ့နော်မျက်စိကမြင်တဲ့ဟာလေးနဲ့အဲ့ဆဲတွေကအုံနောက်ထဲကိုတည်သွားတယ်အဲ့လိုအုံနောက်ထဲတည်မှာပဲကျွန်တော်တို့ကဒါပါလဲဆိုမှဆုံးဖြတ်ချက်ချနိုင်တယ်ပေါ့နော်ဒါဟာအသိပ္ပယ်မှာဆိုတာဒါကြောင့်မလို့ဘုရားပြည့်နေမှာပြောခဲ့သလိုပဲမနောရမှာတော်တော်ဖြစ်တယ်ဆိုတာမျိုးပါလဲပါ ဒီအချက်နဲ့တွားများကန့်ညင်နေမလားပေါ့နော်ဒါပေမဲ့မျက်လုံးကမြင်လာတဲ့အရာဝတ္ထုက reflect ဖြစ်လာတဲ့ဟာဥနော်ဆဲတွေကိုတွားပို့တယ်ဥနော်ဆဲကိုရောက်မှာပဲဒါဘာလဲဆိုစွန့်မြဲချက်မြင်ပေါ့နော်ဒီထက်ကရာအဘိမဆရာတွေပြောသလိုတော့ခါတပြိုင်နက်တည်းခဏမှာတော့ဖြစ်နေအောင်ပေါ့နော်ဒါပေမဲ့လည်းပါပိတ်ပြီးပြောပါလောက်တဲ့နေထားတော့လည်းမဟုတ်ပါဘူးအယံမြန်နေတဲ့အတွက်ပေါ့နော်ဒါဆိုရင်ဘောရပြည့်တဲ့မှာပြောသလိုမျိုးပဲရာဝတ္ထုတစ်ခုကိုကောင်းအောင်မြင်ဖို့အတွက်စကုဝဉ္ဉေစိတ်ကပြီးရင်စကုပတာရဆိုရင်မျက်စိအကြည့်သွားရင် အလောကဆိုတဲ့အလင်းရောင်ရယ်အလုံးသွင်းနေမှုဆိုရောနိတော်မနတိကာရယ်ဒီလေးခုပြည်စုံမှကောင်းကောင်းမြင်ရမယ်လို့ပြောတယ်ပေါ့နော်စကုဒ္ဓိကဝီထီပေါ့နော်အဲမြင်သိစိတ်အစဉ်ဖြစ်နိုင်တယ်လို့ဆိုတယ်ဆိုတော့ပြီးရမှာမှလာတဲ့သဘောတရားဟာဘယ်နေရာမှာအလုံးမလောက်တော့ဘူးလဲဆိုတော့ကျွန်တော်စဉ်းစားနေမိရေပေါ့နော်ဆိုချင်တာကနေခင်းပဲပဲအလင်းရောင်ရနေပြီပဲဒါပေမဲ့သမုဒ္ဒရာမီတာ200အောက်မှာမီတာ200အောက်ဆိုရင်အလင်းရောင်နေရာကောင်းအလုံးမလောက်တော့ဘူးပေါ့နော်အဲ့လို့ အလင်းရောင်မဖောက်နိုင်တော့ဘူးအဲ့လိုမီတာနဲ့အောက်မှာရှိတဲ့သမိုးတွေကတည်းကငားတဲ့အတွက်သူတို့ကဘာမှမမြင်တော့မှလဲဆိုချင်တာကအလင်းရောင်မရှိရဘူးလေအလင်းရောင်မရနိုင်ဘူးအဲ့လိုအလင်းရောင်မရနိုင်တဲ့အချိန်မှာသူတို့ကဘာမှမမြင်တော့မှလဲဆိုပြီးရင်ညတွေမှာဆိုလို့ရှိရင်လည်းပါမောင်းအလင်းရောင်မရှိတော့ညအချိန်မှာဆိုလို့ရှိရင်ခွေးတဲ့ကြောင်နေဟာသူတို့ကရောက်ထူတွေကိုမြင်နိုင်တယ်ဆိုတော့သူတို့အတွက်အလင်းရောင်ဆိုတာမလိုအပ်ဘူးလားပေါ့ကျွန်တော်တို့သိတာကဘိဓမာဆိုတာကဘိဓမာဆိုတာကသူ့ရဲ့တကယ့်စိတ်တည်း စတသိတ်တွေဘာဖြစ်တယ်ဆိုတာကိုပဲဟောတယ်အရှိကိုအရှိတိုင်းဟောတယ်ဘယ်မှလိုက်ဘူးဘယ်ပုဂ္ဂိုလ်ကတော့ဘာကြိုက်တယ်ဘယ်ပုဂ္ဂိုလ်ကဘာကြိုက်တယ်ဆိုတော့ပြစ်လိုက်ပြီးမဟောခဲ့ဘူးဒါကြောင့်မလို့လုံးဝမှန်ကန်နေတယ်ပရမတ်ထားတွေဖြစ်တယ်ဆိုပြီးမှဆိုရပေါ့နော်ဆိုတော့အဲ့ဆိုတိုင်းသာမှန်မယ်ဆိုလို့ရှိရင်ခုဘီရမမပြောတဲ့သဘောတရားတွေစကုဒ္ဒါကြီးကဝီချီလိုမျိုးခွာကြရင်ကျွန်တော်လူလူတစ်ပဲမှန်ပြီးမှဟိုကတတ္တဝါတွေစိတ်ဆန်တွေတွေဘာကြောင့်လို့မှန်ရလဲဒါကြောင့်မလို့ဘီရမမှာချင်းချစ်တွေရှိလားဆိုတော့ကျွန်တော်စဉ်းစားနေမိတာပါ ဆိုတော့ကျွန်တော်စဉ်းစားနေပတ်သက်ပြီးရောဘယ်လိုမြင်ကြလဲကကျွန်တော်ပြောတဲ့အချက်တွေဟာရန်တမ်းပြောညာဘူးပေါ့နော်ကျွန်တော်အလေးစားဆုံးမြန်မာနိုင်ငံမှာအလေးစားဆုံးစတဲ့ဆုံးလို့ဆိုနေတဲ့တော်မျိုးမဟာကန်းနာရုံဆရာတော်ရဲ့စာအုပ်တွေကိုကျွန်တော်ဖတ်ရှုပြီးမှဒီဗီဒီယိုလုပ်လိုက်တာပါအဲ့ဒီမှာလည်းတွတ်ကြည့်နေတယ်ပေါ့နော်ဆိုတော့ဗီဒီယိုမှာဟာတချို့နေရာမှာချွင်းချက်ရှိလားအဲ့ချွင်းချက်တွေကိုဘယ်လိုလုပ်မလဲဘာနဲ့ထပ်ရှိမလဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်စဉ်းစားနေပြီးတော့ဗီဒီယိုလုပ်လိုက်တာဟုတ်ကဲ့နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ကြာ